ကိုလံဘီယာနိုင်ငံမှာချင်းကနေတဆင့်ကူးဆက်တဲ့အပူပိုင်းဒေသယောဂါတစ်မျိုး yellow fever ကူးဆက်ဖြစ်ပွားမှုအတွက်အမျိုးသားကျန်းမာရေးနဲ့စီးပွားရေးဆိုင်ရာရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့ပြီးအစိုးရကပြည်သူတွေကိုကာကွယ်ဆေးထိုးနှံကြဖို့နဲ့ကြိုတင်ကာကွယ်ကြဖို့တိုက်တွန်းထားပါတယ်။ချင်းကနေတဆင့်ကူးဆက်တဲ့ဒီယောဂါကြောင့်နာမကျန်းဖြစ်တာ၊ကြွက်သားနာကျင်တာ၊မူးဝေတာနဲ့ခေါင်းကိုက်တာစတဲ့ယောဂါလက္ခဏာတွေကိုခံစားရလေရှိပါတယ်။ ဒီယောဂဟာကိုလံဘီယာအပါအဝင်တောင်အမေရိကမှာရှိတဲ့နိုင်ငံအများပြားမှာကူးစက်ဖြစ်ပွားလေးရှိတဲ့ယောဂဖြစ်ပါတယ်။အခုနှစ်ဆကတည်းကဒီယောဂအတီးပြုလူနာ84ဦးမှာ34ဦးထပ်မံနေသိဆုံးခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးကဧပြီ16ရက်ကပြောကြားခဲ့ပါတယ်။ဒီယောဂကြောင့်ကုသခင်ရသူတွေရဲ့90ရာခိုင်နှုန်းနှိပါးကသေဆုံးသွားကြပါတယ်လို့၎င်းကဆိုပါတယ်။ကော်ဖီဆိုင်ပြိုးတဲ့တူလီမာဒေတာမှာယောဂကုသမှုအဆိုးဆုံးဖြစ်ပြီး 2024စက်တဘာလကနေ2025ခုနှစ်ဧပြီလလအတွင်းကူးစက်ခံရသူ၄ဦးကနေ22ဦးအထိမြင့်တက်ခဲ့တယ်လို့၎င်းကပြောပါရယ်။